အားလုံးမင်္ဂလာပါဗျာ KNN Education နဲ့ကြိုဆိုပါရစေ။ဒီနေ့ကျွန်တော် Grade 12နဲ့ပတ်သက်ပြီးတော့ Grade 12အကြောင်းသူကျောင်းသားတွေအတွက် Legend ဆရာကြီးတစ်ခုပြောမှာဖြစ်ပါတယ်။ဒါကတော့ Grammar Practice 8ပေါ့နော်။ကျွန်တော်ကဒီဒီ2024မေဖို့2024မှာမေးသွားတယ်မေဖို့ခုနှစ်စုံနဲ့ပတ်သက်ပြီးတော့ကျွန်တော်အိုက်ကမှမေးပါတယ် Grammar မေဖို့ဟောင်းခုနှစ်စုံကိုပြောခဲ့ပြီးပါပြီ။အခုကတော့ဒါ2025ရဲ့ Grammar ကိုစပြီးတော့ပြောမှာပေါ့နော်။2025ခုနှစ်မှာ grade 12ဆောင်းပွဲမှာမေးသွားတယ်မေးပွဲအောင်တွေကိုစပြီးတော့ပြောမှာဖြစ်ပါတယ်အဲ့တော့ဒါကတော့2025ရဲ့မေးပွဲအောင်မှာမေးလာတဲ့အခါကျွန်တော်အဲ set 1ပေါ့နော်အစုံနံပါတ်1လို့ပဲကျွန်တော်သတ်မှတ်လိုက်ပါမယ်အဲအစုံနံပါတ်1က grammar setbook ကိုပြည့်ပြည့်မှာဖြစ်ပါတယ်အဲ့တော့မဖြည့်ပြခင်မှာဒါလေးတွေကိုကျွန်တော်ဖြည့်ဖြည့်ချင်းပြောသွားမယ်အဲ့ဒါလေးတွေကိုကိုယ့်ကိုအရင်ဖြည့်ပြီးတော့မှလေ့ကျင့်ကြည့်ပါပြီးမှကျွန်တော်ဖြည့်ပြထားတဲ့အပြင်နဲ့တိုက်ကြည့်မယ်ဆိုရင်ကိုယ့် grammar ဘယ်လောက်ဖြည့်နိုင်လဲဆိုတာကိုသိလာမှာဖြစ်ပါတယ် အဲ့ဆိုရင်ဒီမှာစာကြည့်လိုက်ရအောင်။ Okay. သူကတော့မေခွန်းနံပါတ်နံပါတ်3မှာလာပါဘောနော်။ Rewrite the sentences according to the instructions given in brackets. 1. Bagan is the most famous Asian city in Myanmar. We will visit there next summer. Join the sentences using nouns in opposition. 2. We do not believe him and neither does she. join using either or neither nor. 3. Sozo asked Mia Mia why she had not come to their sundry the day before. Change the sentence into direct speech. 4. Workers weave think thread into beautiful shells. Change the sentence into passive voice. 5. I have two hours to spare for shopping. I couldn't find the suit I wanted. Join the sentence using an appropriate subordinating conjunction in order that, provided that, even though. 6. A police officer stopped and arrested the robbers. His car was back at the next corner join the sentences using an appropriate relative pronoun, relative adverb. 7. The acrobat crossed the tight rope steadily. Use it is was who that. 8. He is found innocent or he is found guilty. Nonetheless, his reputation is permanently damaged join the sentences beginning with no matter. 9. She didn't switch on the lights, so she fell over the chair. Use the tag conditioning. 10. The teachers are giving the students a day off. The principal is giving the students a day off. Join the sentences beginning with not only but also. ဟုတ်ကဲ့ပါဒါလေးကတော့ဒါ2025ရဲ့မိသွားတဲ့အစုံတဲ့ကပထမအစုံပေါ့နော်အဲ့ဒါလေးကိုဒီ7ဘုတ်ကိုကိုယ်နဲ့ကိုဖြည့်ကြည့်ပါဖြည့်ကြည့်ပြီးကျွန်တော်အခုနောက်မှာတိုက်ပြမဲ့အပြင်နဲ့တိုက်ကြည့်လိုက်ပါအဲ့တော့7မှတ်ပေါ့နော်ပြီးမှတ်ကတော့7မှတ်ဘယ်နှမရမလဲဆိုတော့ကိုယ့်ရဲ့ကရမရေးတွေ့ကိုကိုယ့်ကိုစမ်းသပ်ကြည့်လိုက်ပါဟုတ်ကဲ့အဲ့ဒါသင်္ကန်းစာလေးကိုဆောက်လိုက်အောင်ဒီမှာဆိုရင်နံပါတ်1ပေါ့နော်အဲ့နံပါတ်1ကိုကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီမှာ backend is the most famous Asian city in Myanmar. အဲပကန်ကနော် the most famous Asian city in Myanmar မြန်မာနိုင်ငံမှာအကျော်အကြားဆုံးနော်ရှီဟောင်းမြို့တော်တစ်ခုဖြစ်တယ်။ Now we will visit ကျွန်တော်တို့သွားလည်မယ်တဲ့။အဘီအဲ့တော့ဒီမှာဆိုရင်တဲ့အတွေ့တဲ့ဆိုတော့အဲ့ဒီမှာအဲ့ဒီမှာဆိုတော့နေရာကိုညွှန်းတာ။နေရာဆိုတော့ဒီမှာပြထားတာကပကန်ဆိုတော့ဟုတ်ပြီ။ပကန်ကိုကျွန်တော်တို့ကဒီမှာလာထည့်ဖို့လုပ်တယ်။ ီတရားနားမပေါ့เนาะနောက်ဆက်မှာအာနောက်နောက်နောက်ပါလဲနောက်တနေ sorry နောက်နေရာလေးပေါ့เนาะနောက်နေရာကြီးကြရင်ကျွန်တော်တို့အဲ့ဒီကိုသွားလဲပဲပဲကိုလဲပကံကိုဟုတ်ပြီသူရေးခိုင်းနားတာကိုကြည့်လိုက်တော့ join the and ဆက်နေတဲ့စာကြောင်းတွေကိုဆက်ပြီးပါ using noun supposition ဘာနဲ့ဆက်ခိုင်းတာလဲဆိုတော့ကျွန်တော်တို့ noun စဉ် position နဲ့ဆက်ခိုင်းတာပေါ့เนาะ noun စဉ် position ဆိုတာကဒါ noun များကိုရှင်တွဲခြင်းအဲ့တော့ noun ကိုကြည့်လိုက်တော့ဒီမှာပကံဆိုတဲ့ noun ရှိပြီ အဲ့ပကံဆိုတဲ့နောင်းလေးကိုဒီမှလာထည့်ပြရမှာဒီတရားဖြုတ်ပြီးတော့ဟုတ်ပြီအဲ့ဒါပကံနဲ့တူတယ်နောက်တစ်ခု ကိုပြောပါဆိုရင်တော့ဒါပေါ့ numbers formation city in myanmar ပေါ့နော်အဲ့ဆိုတော့ဒီဟာလေးဒီနှစ်ခုကို comma လေးခံပြီးတော့နောက်ရဲ့ position က comma ခံပြီးရရတယ်အလေးက comma လေးခံပြီးဒီကြားမှလာထည့်ပြရုံပဲဆိုတော့ number 1ရဲ့အဖြေက we will visit pakhan comma the most famous asian city in myanmar နဲ့ဆက်မှာ အဲကျွန်တော်တို့ကနောက်ဟိုလာမယ့်နေရာကြရင်ပကံဖြစ်တဲ့ဒီမြန်မာနိုင်ငံရဲ့ကြော်ကြဆုံးရှီအောင်မြို့ဖြစ်တဲ့ပကံကိုကျွန်တော်လဲမယ်သွားလဲမယ်ပေါ့နော် Okay နံပါတ်2ကိုကြည့်အောင်နံပါတ်2ကကြတော့ we do not believe in ကျွန်တော်တို့သူ့ကိုမယုံဘူး and ပြီးတော့ night that စီသူ့လည်းပဲမယုံဘူးဒီမှာအသုံးထားတဲ့ night that ဆိုတာရဲ့အဓိပ္ပာယ်ကဒီအရှိကဒူနော့ဒူနော့ဘီလစ် င်းကိုပြန်ပြောတာပေါ့နော်။အော်ဒီမှာပြောမယ်ဆိုလို့ရှိရင်နော် we do not believe in ဒီမှာဆိုရင် she does not believe in ကျွန်တော်တို့သူ့ကိုမယုံဘူး။သူမှလည်းသူ့ကိုမယုံဘူး။အဲသူရေးခိုင်းတာက join ဆက်ခိုင်းတာ using either or either or ဆိုတာကတခုမဟုတ်တခု either နော်ဆိုတာတခုမှမဟုတ်။ကျွန်တော်တို့ကတကယ်လည်း not မပါဘူးဆိုရင်တော့ either or နဲ့ဆက်ရအောင်။ဒါပေမဲ့ဒီစာတမ်းမှာကျတော့ do not ပါတယ်။အငင်းပါတဲ့အကြောင်းမလို့ neither နော်နဲ့ဆက်ရမှာပေါ့။ ။အော် night down ရာကကြတော့မတူတာကိုရှာမှာပေါ့။အခုမတူတာကဒီမှာ WEW ရေအနောက်ကရှိရေပေါ့နော်။ကျွန်တော်လည်းသူ့ကိုမယုံဘူး။သူ့မှလည်းသူ့ကိုမယုံဘူး။အဲ့ဆိုရင် night down အဒီမှာတကူတဲ့ပေါ့နော် night down we နော်ရှိပေါ့သူမဟုတ် night down ရှိနော် we ပေါ့ဘာဟာရင်ရအဲ့တော့ကျွန်တော် night down နဲ့ရေးပြီဆိုတော့ဒီ not ကိုဖြုတ်မယ် not ကိုဖြုတ်ပြီဆိုရင် not အတွက်သုံးထားတဲ့ကုပီးရဖြစ်တယ် do ကိုလည်းဖြုတ်မယ်တကယ်လို့ we က အဝီနဲ့ကိုင်အောင်ညိမယ်ဆိုရင်တော့ဘီလစ်မှာဘာမှထည့်ကြရမလို့ရှီနဲ့အောင်ညိမယ်ဆိုရင်တော့ဘီလစ်မှာ S ထည့်ရမယ်ပေါ့နော်ဆိုတော့ပထမတစ်ခုအဖြစ်ညိမယ်ဆိုရင် neither we nor she ရှီရနောက်မှထည့်ရကြအောင်လို့ဘီလစ်မှာ S ထည့်ပြီးရဒီမှာပဲနော် neither we nor she ဘီလစ်ဆိုရင်အဲကျွန်တော်တို့ကောသူမကောဘယ်သူမှသူ့ကိုမယုံကြဘူးပေါ့အဲ့ဒါမှမဟုတ်ပဲねကျွန်တော် we ကိုနောက်မှညိမယ်ဆိုရင်တော့ဒီဘီလစ်မှာဘီလစ်မှာ S မထည့်ရအောင်ပေါ့နော် ိုင်းသာရှင်းတော်ဝီဖိလစ်ပင်ဒါလေးပဲကွာတာပေါ့ဒီဖိလစ်လေးပဲဖိလစ်မှာ S မတရားဟုတ်ဒီမှာ S တရားလဲဘာလို့လဲဆိုဒီဖိလစ်ကကြတော့ဒီရှင်နဲ့လာညီရလေအဲကဒီဖိလစ်ကကြတော့ဝီနဲ့လာညီရဆိုတောင်းလို့ဖြစ်ပါတယ်โอเคနံပါတ်3ကိုကြည့်အောင်နံပါတ်3ကကြတော့စောစော S များများစောစောကမျက်မျက်အောင်မေးတယ် why she had no can သူဘာလို့သူမဘာလို့မလာလဲသူတရားဆုံးကြည့်သူတို့ရဲ့ဆုံးကြည့်ကိုတတိပြီပေါ်တတိပြီဆိုမနေတော့ငါပါနော် အနည်းငယ်လို့တော်တော်ဆွံ့ကြဘာလို့မလာလဲဆိုဒီမှာကရေခိုင်းတာကချိန်နဲ့ဆက်နဲ့စာကြောင်းကိုပြောင်းခိုင်းတယ် into direct speed direct speed ကိုပြောင်းခိုင်းလို့စကားပြောတဲ့ပုံစံပြောင်းခိုင်းတာအဲဆိုရင်ကျွန်တော်တို့ကဒီမှာ speaker ကဆိုတော့ဒါလေးက speaker listener များများပေါ့အဲကျွန်တော်တို့ဒီမှာမေကွန်မေကွန်ကဘာလို့တည်လို့ why နဲ့ဆက်ထားတဲ့အတွက်ကြောင့်မေကွန်အဲဆိုကျွန်တော်တို့ကလည်းဒီစကားပြောတဲ့မှာ why ကိုပြန်ထည့်ပြရအောင်ပေါ့နော်ဒီနားကနေစပြီးကျွန်တော်တို့ open inverter လေးနဲ့တွားမယ် ပြီးတော့ရှီဟန်တော့အဲဒီနားလေးကိုဇာတော့ကျွန်တော်တို့ကဝိုင်းရင်တော့မဟက်ဗီမက်လာမယ်ဒီဟက်ကလေးကဟန်တော့ကဒီရှို့လာမယ်ပေါ့ဒီရှို့လာအဲရှီကနားရောက်တော့မယ်အဲ့တော့ဘက်ကောင်ပြောင်းမယ်သူသုံးနာတာကဟက်ပလက်ဘက်တရီဒီမှာဟက်ကန်ဟက်ပလက်ဘက်တရီဆိုတော့ဒီတိုင်းတိုင်းမှာစဉ်းစားကြည့်မယ်ဘတ်1ဆိုရင်ဘတ်2ပေါ့နော်ပြန်တော့ဝင်ဆိုရင်ဘတ်2ကနေဘတ်1ကိုပြန်ပြောင်းအောင်ပါဘတ်2ဆိုရင်ဟက်ပလက်ဘက်3အပလပတ်သီးဆိုဘတ်2အခုကဟပလပတ်သီးဆိုဘတ်2ကိုပြန်ပြောင်းအောင်ပါအဲ့တော့ဘတ်2ဆိုတော့ ကိန်းကိုပြန်ပြောင်းအောင်ပါဒါပေမဲ့ not ပါတဲ့ခါကျတော့ကျွန်တော်တို့က not ကိန်းလို့မဟုတ်ပဲねဒီကိန်းရဲ့အကူကိရိယာပေါ့เนาะ but do ရဲ့အကူကိရိယာဆိုတဲ့ take ကိုပြန်ယူမယ် did not ကိန်းပေါ့ did not can ပေါ့เนาะဆိုတော့အဲ့ဒါ did not can ဆိုရင်တို့ကယူမယ်ဆိုရင် didn't ဖြစ်သွားမယ်ဒါပဲဒီတရားကကျတော့ကျွန်တော်တို့သူတို့ဤဆိုကျွန်ုပ်တို့ဤလို့ပြန်ပြောင်းအောင်အာဝါပေါ့ today ဒီလိုကျတော့ yesterday ကိုပြန်ပြောင်းမယ်ဘေးကုန်းမလို့ question မထည့်မယ်ပေါ့အဲ့ဒီနေရာမှာ as ကိုပြန်သုံးလင်းရတယ် S ကိုပြန်သုံးပြီးတော့မြမြအောင်အပြင်မှာထုတ်ရလို့ရသလိုနော် set 2ပြန်သုံးပြီးတော့မြမြအပြင်မှာထုတ်ရလို့ရနောက်နောက်တစ်ခုကကျတော့မြမြအောင်အထဲကိုထည့်ရလို့ရအဲဒီမှာတော့ကျွန်တော်နှမျိုးကြီးတောင်းလိုက်နော်ပထမမျိုးကစောစော set 2မြမြ set 2မြမြ comma why didn't you come to our ဆုံးကျွေး yesterday question mark ပေါ့ဟောဒီမှာကျွန်တော်တို့ she ကိုယူပြောင်းလိုက်တယ်တစ်ချက်နောက်တစ်ခါကျတော့ဒီမှာ verb form ဖြစ်တဲ့ have a birthday ကိုဒီမှာ not ပါတယ်ကျွန်တော်တို့ အဲတင်းတော့ဗောနော်တင်းတော့ပါဝါကိုပြန်ပြောင်းတယ်ပြီးတော့ဒီမှာတရားကိုအာဝါပြန်ပြောင်းတာရယ်တဒေးဖြိုးကို yesterday ပြန်ပြောင်းတယ်နောက်တစ်ခါကျ question mark ကလေးထည့်ပြရဘာလို့လဲဆိုတာမေးကုန်မလို့ဒါကတမျိုးဗောနော်တကယ်လို့ဒီမှာအသာဆက်တူသုံးထားလို့နော်အဆက်တူမသုံးမဲနဲ့ဆက်သုံးမယ်ဆိုလည်းရတယ်သောသောဆက်ဆိုပြီးတော့မြမြအောင်ထည့်ထည့်ယူလည်းရတယ်အဲ့ဘောနော် as သုံးပြီးတော့လည်းမြမြအောင်ထည့်ထည့်လို့ရတယ်ဒီလိုပုံစံလေးရေးလို့ရတယ်ဗောနော် so so ask ကမှာမျက်မျက် why did then you come to our sanctuary yesterday အဲ့လိုလည်းရေးလို့ရပါတယ်ဘယ်ဟာဖြစ်ဖြစ်မှန်တယ်ပေါ့နော်နောက်တစ်ခုကြည့်အောင်နောက်ကကြတော့ဒီမှာဆိုလို့ရှိရင်ကြည့်လိုက်မယ် a worker လုပ်သမားတွေက we ရက်လုပ်တယ်ပေါ့နော် w e we ရက်လုပ်တာ sink thread ပိုးမြင်လေးအမြင်လေးတွေကိုချင်းမြင်လေးတွေကိုပေါ့ into beautiful shells လပါတဲ့ဆိုင်ကြီးရအောင်ရက်လုပ်တယ်ဆိုတော့ဒီမှာကြတော့ chain နဲ့ sentence ရေ passive voice passive voice ကိုမြောက်ခိုင်းတာ ဘတ်စစ်ပိုက်မျောခိုင်းနေဆိုရင်ကျွန်တော်တို့အဒီမှာ subject verb ကိုသိရမယ်ဒါက work out ရဲ့ subject week က verb ပေါ့နော် sin threat က object ဒါဒါကတော့သူ့ပြန်ရေးရမယ် indicative verb ကသူ့ပြန်ရေးရမယ်အပိုင်းဆိုတော့ဒီကောင်ဖြစ်တဲ့ object sin threat ကိုရှင်းထုတ်မယ် we've ကိုကြည့်လိုက်တော့ power power ဆိုရင် ms are black battery sin track ကကြတော့ singular နာမပဲယူမှာဖြစ်တဲ့ကြောင့်မလို့ဒီမှာဆိုလို့ရှိရင်တော့ဒီ is battery ကိုပဲတွားမှာပေါ့ပြီးမှ subject ကိုပိုင်းတဲ့ခံ ဘိုင်းတဲ့ခံတဲ့နေရာမှာ individual shares ကိုအရင်ရေးပြီးမှဘိုင်းတဲ့ခံပါတော့နော်မှတ်ဖို့ရဖြေက sync thread is wov and woven ဒါလေးကိုလည်းချက်သိစာပြီးမှ individual shares by worker အဲ့ဒီလိုလေးဖြစ်သွားတယ်ပေါ့နော် okay number 5ကိုရှင်းအောင် number 5ကကြောက်တယ်မှာ i have 2 hours ကျွန်တော်မှနာနာရတယ် to spare သုံးဖို့ for shopping ဈေးဝယ်ဖို့အတွက်အချိန်နာနာရမယ် i couldn't find ျွန်တော်မတွေ့ခဲ့ဘူး either suit ကိုယ် suit suit အင်ကြီးပေါ့နော် i want ကျွန်တော်လိုချင်တဲ့ suit track suit လို့ပါတော့အင်ကြီးလဲအဲ့လိုမျိုးမတွေ့ခဲ့ဘူးပေါ့ဆိုတော့သူက join နဲ့ဆက်နေတဲ့စာတမ်းကိုဆက်ခိုင်းနေ using an appropriate subordinate conjunction တင်းတော်တဲ့ဒါမိကိုစကားစု conjunction စကားဆက်ကိုတုံးမှာပေါ့နော် in order that in order that ဆိုဒုမသားလင် provided the provided ကလည်းအဲ့လိုအဲ့လိုကြောင့်အဲ့လိုကြောင့်အဲဒါ provided ထောက်ခံထားတယ် အဲ့လိုအကြောင်းဖြစ်တယ်။နောက် even though อ่ะ even though อ่ะတော့လဲပေါ့ဖြစ်တာတောင်မှအဲ့လိုအဓိပ္ပာယ်မျိုးပေါ့နော်။အော်ဒီမှာကျတော့ကျွန်တော်တို့စဉ်းစားကြည့်လိုက်တော့ in order that ဆိုတော့ဒီမှာဒါမင်းဆိုသူကဒါကြောင့်ဒါဖြစ်တယ်ဆိုတော့ပြောတာ provider တက်ကလည်းတခုခုကြောင့်တခုခုဖြစ်သွားတာဒါမျိုးပြောတာ even though ကကျတော့ဒီဆက်ညီမကိုဆက်တာပေါ့နော်။ဆိုတော့ဒီမှာကြည့်လိုက်တော့ကျွန်တော်မှအဲဒီ zero ဘောအချိန်နာရရတယ်ဒါပေမဲ့ကျွန်တော်လိုချင်တဲ့ suit အင်ကြီးမတွေ့ခဲ့ဘူးပေါ့နော်ထွက်စုမတွေ့ခဲ့ဘူးပေါ့ အစိုးတော့အဲ့ဒါဆိုလို့ရင်ဒါကဆန့်ကျင်မှန်အထိပ္ပယ်လေအချိန်နှစ်နာရီရတာတောင်မှဒီကောင်လေးကိုသုံးရင်ရောဆက်တင်တယ်ပေါ့နော် event တို့အဲ့တော့ number 5ရဲ့အဖြစ်က even though i have 2 hours to spare for shopping ကျွန်တော်ဈေးဝယ်ဖို့အတွက်အချိန်နှစ်နာရီရတာတောင်မှ i couldn't find a suit i wanted ကျွန်တော်လိုချင်တဲ့ suit အဲ့ညီမတွေ့ခဲ့ဘူးပေါ့နော်ဒီက number 6 number 6က အပိုလစ်အဖစ်စာရဲရရှိကစတော့ရက်ခဲ့တယ်ပြီးတော့ roster fan နဲ့ the robbers robber ဆိုတမရလေးကိုဖမ်းတယ်ပေါ့နော် his car သူ့ရဲ့ဒီမှာသူ့ရဲ့ပေါ့နော်သူ့ရဲ့ car က was back ထိုးထားတယ် at the corner corner တောင်းသားမှာထိုးထားတယ်အဲ့တော့ဒီမှာဆို join the sentence စာကြောင်းတွေကိုဆက်ခိုင်းတယ် using the appropriate relative pronoun relative pronoun တော့လည်းကောင်းတယ် relative adverb တော့လည်းကောင်းဆက်ခိုင်းတယ်ပေါ့ relative pronoun ဆိုတာက who လို့ that တို့ home လို့ which တို့ အဲအဲ့ဒါတွေရဲ့နောက်ကကြအဲ့ဘက်ကကြတော့ဝမ်းလို့ဝဲလို့အဲ့ဒါတွေပေါ့နော်ဆိုတော့ဒီမှာတော့ his ပါတာတောင်မလို့တည်ကြတဲ့ဒီကောင်ကတော့ပိုင်ဆိုင်မှုဖြစ်တဲ့ကြောင့်မလို့ who's next ဆက်မှာဟုတ်ပြီဒီ his ဆိုတာဘယ်သူ့ကိုညွှန်းတာလဲ robert strong မဟုတ်ဘူးလေဒီမှာဆိုရင်အများကြီးဆိုတော့သူ့တော့မဟုတ်ဘူးအဲဆိုတော့ဒီမှာဆိုရင် police ရဲသားတယောက်ကိုညွှန်းတာဆိုတော့အဲ့ဒီနောက်ကဒီကောင်လေးကိုဒီဒီမှာတော့ထည့်ပါနော် police officer ဒီနောက်မှာတော့ထည့် ဆိုတော့ကတော့ who's လေးနဲ့ဆက်ပြီးရေးလာရပြီအဲဒါနံပါတ်၁ရဲ့အဖြစ်က police officer whose car was parked at the next corner stopped and arrested the problem အဲ့ဒီညမှာညီမကော်မာခံရတာပေါ့နော်ဒီကော်မာနှစ်ခုပါလဲမှန်တယ်မပါလဲမှန်တယ်ဒီညမှာကော်မာကတော့ဒီပုံစံမှာတော့တိတ်ပြီးွားအရေးမကြီးဘူးပေါ့နော် whose အဓိကကဒီ whose လေးနဲ့ဆက်ထားဖို့ပဲလိုတာ okay နံပါတ်7ကိုကြည့်အောင် နံပါတ်7ကကြာဒီ acrobat acrobat ဆိုဂျွန်ပါသမားဂျွန်ပါသမားက cross cross ဆိုဖြေလိုက်တာပေါ့ဒီမြန်မာလိုတထရုပ်ဒီတင်းကျက်တဲ့သူ့ကိုစီးနောင်ထားတဲ့ဂျိုးကို steadily တင်းငင်သွားတင်းငင်တာပုံမှန်တင်းငင်တာဖြေပေါ့နော်အဲ့တော့ဒီမှာဆိုရင်သူက use အဲ့ဒီ a word ကိုတုံးခိုင်းထားတာပေါ့အဲ့ဒီ word ကိုတုံးခိုင်းထားတော့ကျွန်တော်ဒီ acrobat ဆိုတာလူမှန်းသိရမယ်အာလူမှန်းသိတဲ့အခါကျတော့ it is la like it was la so di bug ကိုကြည့်ဒီမှာဆို bug to bug view ဆိုရင်ဒီ it was ကိုသုံးမယ် the acrobat ပြီးဒီညမှာလူဖြစ်တဲ့ကြောင့် who ထည့်ပေးဦးမယ်ကျန်တာ9လောက်ရောပဲပေါ့နော်ဆိုတော့အဖြေက it was the, the acrobat who crossed the tide rock suddenly okay number 8 number 8က he is found innocent သူကို innocent ဆိုတာကယူတာတော့အဖြစ်ကင်းတော့အဖြစ်ကင်းတယ်လို့တွေ့ရတယ်အော်သို့မဟုတ် is found guilty guilty ဆိုအဖြစ်ရှိတော့ သူ့ကိုအပြစ်ရှိရလို့တွေ့ရတယ်။ Nonetheless သို့တော်လည်းဘာပဲဖြစ်ဖြစ် his reputation သူ့ရဲ့နာမည်ကြော်ကြားမှုကနာမည်က is permanently လုံးဝကိုနာလာနာအမြဲတမ်း damage ပျက်စီးသွားပြီပေါ့။ join နဲ့ဆက်နေတဲ့စာဆောင်တွေကိုစကိုင်းနဲ့ beginning with no matter no matter နဲ့စပြီးတော့ဆိုတော့ no matter နဲ့ဆက်မယ်ဆိုရင်ကျွန်တော် no matter how လားနော် how လား what လား no matter which လား no matter who လားအဲ့အဲ့လိုမျိုးစဉ်းစားရတာပေါ့။အော်ဒီမှာတော့ ဒါသူကဒီမှာနှစ်ခုကို choice ပေးတယ်လေအပြည့်ရှိရဲ့ယူသားတဲ့အပြည့်ရှိတဲ့အယူသားတိဖြစ်စေအပြည့်ရှိဖြစ်ဒီလိုနှစ်ခုကိုစုံရွေးချယ်စရာပေးရဆိုကျွန်တော်တို့ဝဲသားနဲ့ပဲဆက်တင်နေပါတော့သူယူသားတိဖြစ်စေအပြည့်ရှိဖြစ်စေလုံးမသာဝဲသားနဲ့အော်ဒီကအာဒီ all လေးဖြုတ်မှာ he is found ဒါလေးလည်းဖြုတ်ဝင်ပါတော့ all all လေးကတော့မဖြုတ်ဘူးအပြည့်ရှိတိဖြစ်စေအဲယူသားတိဖြစ်စေဒီ all လေးကိုတော့ပြန်ယူမယ်ပေါ့အဲ့တော့လုံးမသာဒီ nonetheless ကတော့ဖြုတ်ပြရအောင် so နုမတဝဲလာနိုင်မယ်ဆိုရင်နုမတဝဲလာ has found innocent or guilty his reputation is permanently damaged သူကယူသားတွေဖြစ်စေပြည့်စုံတယ်ဖြစ်စေဘယ်လိုပဲဖြစ်ဖြစ်သူ့ရဲ့နာမည်ကတော့ဒါအမြဲတမ်းပျက်စီးသွားပြီပေါ့နော် okay နံပါတ်9ကိုကြည့်အောင်နံပါတ်9က she didn't switch on the light သူမမီးခလုတ်မီးတွေမဖွင့်ခဲ့ဘူးဆိုတာကြောင့် she fell over the checklet time ကိုလဲကျသွားတယ်သူက ရကတိုင်းတိုက်ပြီးလဲကြတော့ပေါ့နော် use attack condition attack condition နဲ့သုံးခိုင်းတာကျော်ကျွန်တော် attack condition နဲ့ပုံစံကိုတီးဖို့လိုတယ် attack condition နဲ့က if clock condition ဆို if clock ပေါ့နော် if clock ဘက်မှာ have plus battery ဆိုရင် main clock ဘက်မှာ would have plus battery အဲ့တော့မီးတွေမဖွင့်ခဲ့ဘူးတကယ်လို့မီးတွေဒါဖွင့်ခဲ့မယ်ဆိုရင်ကလထိုင်ကိုတိုက်မိမှာမဟုတ်ဘူးအဲ့လိုပုံစံနဲ့ပြန်ရင်အဲ့တော့ဒီကောင်က if clock ဘက်မှာသွားမယ်ကောင်ပေါ့ရှင်းတဲ့ switch on the light ကအဲ့တော့မီးတွေဖိနေမယ်ဆိုရင်ဆိုတော့ if clover မှာသွားမယ်ဆိုတော့ तू က have level 3ဆိုတော့ဖြစ်ခဲ့မယ်ဆိုရင်တော့ has switch ဆိုတော့ switch မှာ e တဲ့အဲ့တော့ if she has switch on the line မိသေးတာဖွင့်ခဲ့မယ်ဆိုရင်တော့ဒီ source ကိုဖြုတ်ဒီနားလေးမှာဒီ back ကို will have level 3ပြောင်းတော့ color sign ကိုတိုက်မှာမဟုတ်ဘူးဆိုတော့ not ထည့်မယ်နော် will not have will not have ဆိုတော့ तू ကို fallen ပြောင်းပထားပဲနံပါတ်9ရဲ့ဖြေက if she has switch on the line comma နော် comma လေးတော့ခံပြရကျွန်တော်တို့ comma မပါတော့မရဘူး he would have not fallen over the chair အဲ့ sorry ဒီနေ့မှာကျွန်တော်တို့အဲ would not လေးကို have not မှာထည့်ရမှာမဟုတ်ဘူး would not မှာထည့်ရမှာနော်ဒီနာလေးစာကြောင်းလေးရဲ့တစ်ချက်ဒီမှာ not အဓိပ္ပာယ်ရောက်သွားတယ်အဲ့ဒါရင် she would not have would not have fallen over the chair ပေါ့အဲ့တော့သူမကလာမိဒီဖွင့်ခဲ့ရင် if she has switched on the light ဒီနာဖွင့်ခဲ့မယ်ဆိုရင် she would not have fallen over the chair ကရထိုင်ကိုဝင်တိုင်းညီမှာမဟုတ်ဘူးပေါ့နော်ဟုတ်ကဲ့နံပါတ်10နံပါတ်10ကကြတော့ the teacher are giving the student ဆရာမတွေကအကြောင်းသားတွေပါ day or need or need တရက်ပေါ့တရက်ခွင့်ပေးလိုက်နားခွင့်ပေးလိုက် the principal အကြောင်းအုပ်ကြီးကလည်း is given the students a day off ကျောင်းသားတွေကိုတရက်နာဝင်ပေးလိုက်တယ်သူက join နဲ့ဆက်နေတဲ့စာရောင်းတွေကိုစာခိုင်းတယ် beginning with not only about so not only about ဆက်နေစာခိုင်းတာပေါ့နော်ဆိုတော့သူကတော့ beginning with လို့ပေးတာပဲ ဒါပေမဲ့ကျွန်တော်ကဒီပုံစံမှာကျတော့ beginning with အဲဆဆက်လို့များဘာလို့သူ့ကိုထောက်အောင်မှာဘတ်တူဘီဖြစ်နေလေအဆင်မပြေဘူးဆိုတော့ခါကျကျွန်တော်ရိုးရိုးပုံစံနဲ့ပဲရေးလိုက်မယ်အရိုးပုံစံနဲ့ရေးတာကျတော့ဒီတတိချာဖြစ်ရေကိုနဲ့တတိချာနဲ့ the principle နဲ့ not only about so နဲ့ကပ်ရလား not only တတိချာ but also the principle ပေါ့နော်ဒီကလည်းနှမျိုးရေးလို့ရတယ်ပေါ့နောက် principle ကိုနောက်မှရေးမယ်ဆိုရင်တော့ is ကိုယူရမှာဖြစ်တယ်တတိချာဆိုတော့မှန်ရဆိုရင်တော့ r ကိုယူရမှာပေါ့နော် အပရမရမရဒီမနမတ်တိုင်းမှာ not only the teachers but also the principal is given a students a day off အဲတကယ်လို့နောက်တစ်မျိုးကြီးမဲ့ဆိုတော့ဒီလိုကြီးလို့ရတယ် not only the principal but also the teachers are given the students a day off ဒီနေရာမှာကြွားချတာကဒီမှာ not only the teachers ကိုရည်ရည်ပြီးတော့ the principal ကိုနောက်မှရည်မဲ့ဆိုရင်တော့ဒီဒီမှာ is ကလေးပေါ့နော်ဘာလို့လဲဆိုတော့သူကအာဒီ not only ပေါ့ဆိုဆိုတာကအနည်းဆုံး subject နဲ့ညီအောင်မလို့လीအ ဒီမှာကျတော့ဘာလို့ဆိုရအောင်မှာတတိယကျတော့အများကြီးဖြစ်သွားပြီဆိုတော့ဒီမှာအားလေးယူလိုက်တယ်ဒါလေးကိုပဲတစ်ချက်သတိထားမှာပါကျန်နာတော့ဗောနော်အဲကျန်နာတော့ဒီတိုင်းမှာပဲပလီနှမျိုးတွေကဘရားကြီးမှန်ပါတယ်ဒါလေးကတော့ဒါ2025ရေမိကောဟောင်းဗောနော်ကျန်မာမိကောဟောင်းလေးတစ်ခုပဲဖြစ်ပါတယ်ဒီနေ့တော့ဒီလောက်ပါပဲနောက်သင်္ကန်းစာရမှာပြန်ပြီးတွေ့ရမယ်ဒီလိုသင်္ကန်းစာလေးတွေကိုအဆက်မပြတ်ကျွန်တော်ဒီ2025မိကောဟောင်းလေးတွေကိုကျွန်တော်ဆက်မပြတ်ဒီတင်ပြသွားမှာဖြစ်ပါတယ်အားလုံးဝင်ကြည့်ကြည့်ထင်ပါတယ်